စစ်ကောင်စီတပ်ကမေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြစ်ခတ်ရစဲရေးကာလအဖြစ်ထပ်မံတိုးမြင့်ကြောင်းကြေညာပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုတ်လုံနေရလို့တအန်းတက်မရော PSLF TNL ကမေလ9ရက်နေ့ကထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ဟာတန်းပြည်တွင်မှာထိုးစစ်ဆင်ခြင်းလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းဒရုန်းနဲ့လေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေရလို့ TNL ရဲ့ထုတ်ပြန်ချက်မှာပါရှိပါရယ် အလားတူပဲနောင်ချုံမြို့နယ်ကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေပြီးမေလ၈ရက်နေ့တနေ့တည်းမှာ TNL တပ်ဖွဲ့တဲ့ထိတွေ့တိုက်ပွဲတွေ၃ချိန်ဖြစ်ပွားခဲ့ပြီးလက်နက်ကြီး drone ဘုံနဲ့အစိတ်ငွေ့ဘုံတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အသက်၅နှစ်အရွယ်ကလေးငယ်အပါအဝင်ဒေသခံ၄ယောက်သေဆုံးခဲ့ရပြီး၇ယောက်ဘုံစားထိမှန်ဒဏ်ရာရှိခဲ့ပါတယ်။ ညီနောင်မဟာမိတ်တုံးဖွဲ့ကငလျင်တန်တဲ့ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့တဖက်သက်အပြည့်ရဲ့ကာလကိုနောက်ထပ်တစ်လသက်တမ်းထပ်တိုးကြောင်းမေလ၁ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။တန်းပြည်အားဒေသခံတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခတ်မှုတွေကနေရှောင်ရှားနိုင်ဖို့အတွက်စီးရဲသတိအမြဲရှိနေဖို့လိုအပ်ပြီးလေကြောင်းရံကနေကာကွယ်နိုင်ဖို့လေကြောင်းရံကာကွယ်ရေးဆိုင်ရာနီလန့်တွေကိုလိုက်နာဆောင်ရွက်ဖို့ကို TNL ကထုတ်ပြန်ထားပါတယ်ရှင်။